်မေပြန်သမ္မတဒေါ်နယ်ထရန့်ဟာဗင်နီဇွဲလားနိုင်ငံမှာ CIA ကိုလှည့်ဝှက်စစ်ဆင်ရေးတွေလှုပ်ဆောင်ခွင့်ပြုထားကြောင်းဗရိုးနေမှာတရားဝင်ဝန်ခံလိုက်ပါတယ်။ဒါဟာသမ္မတနီကိုလတ်စ်မာဒူရိုအစိုးရပေါ်အမေရိကန်ရဲ့ဖိအားပေးမှုကိုအပြင်းထန်ဆုံးအဆင့်ကိုတွန်းမြှင့်လိုက်တာဖြစ်ပါတယ်။ CIA ကိုဘာကြောင့်ဒီလိုလုပ်ပိုင်ခွင့်တွေပေးရသလဲဆိုတဲ့အပေါ်မှာတော့ထရန့်ကအဓိကအကြောင်းရင်းတစ်ခုကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။အမေရိကန်ကတော့သူတို့ကသူတို့ရဲ့ထောင်တွေကိုရှင်းပြီးအကျဉ်းသားတွေကိုအမေရိကန်တဲ့ထည့်နေလို့ပါပဲ။ မန်နီကတော့မွေးရစည်းဝါးတွေပဲလို့ထရန့်ကသတင်းတောက်တွေကိုပြောပါတယ်ဗင်နီဇွဲလာကထောင်သားတွေကိုအမေရိကန်တဲပို့နေတဲ့ဆိုတော့သူရဲ့ဆွဆွဲချက်အတွက်တော့တိကျတဲ့ထောက်ထားထောက်ပြတာမျိုးမရှိပါဘူးညော့တိုင်းရဲ့အဆိုရဆိုရင်ဒီလူပိုင်ခွင့်အစ်စ်ကြောင့် CIA ဟာဗင်နီဇွဲလာမှာလူသေဆုံးနိုင်တဲ့စစ်စင်ရေးတွေကိုတော့လှုပ်ဆောင်ခွင့်ရှိသွားမှာဖြစ်ပါတယ်ထရန့်ရဲ့ဒီဝန်ခံချက်အပေါ်မှာဗင်နီဇွဲလာအဆိုရကဒါဟာနိုင်ငံတကာဥပဒေကိုချိုးဖောက်တာဖြစ်ပြီး နိုင်ငံရဲ့ရည်တည်ဇာတာတွေကိုသိမ့်ပိုက်ဖို့အတွက်အစိုးရဖြုတ်ချရေးစစ်စင်ရေးကိုတရားဝင်ဖြစ်အောင်လှုပ်ဆောင်နေတာဖြစ်တယ်လို့ဆွဆွဲလိုက်ပါတယ်ဒီကိစ္စကိုကုလသမဂ္ဂလွန်ညွေးကောင်စီမှတိုင်ကြားသွားမယ်လို့လည်းဗင်နီဇွဲလားနိုင်ငံရဲ့ဝန်ကြီးကကြေညာခဲ့ပါတယ်အမေရိကန်လွှတ်တော်မတ်ချိုကတော့အစိုးရရဲ့ဒီလိုရက်တွေဟာအမေရိကန်ကိုနောက်ထပ်ပြည်ပကတစ်ခုတည်းတွန်းပို့နေသလားဆိုပြီးစိုးရိမ်မေးခွန်းထုတ်နေကြပါတယ်သမရမာဒူရိုကိုတက်ဖြတ်ဖို့ စီရင်ကိုလုတ်ပိုင်ခွင့်ပေးထားသလားဆိုတဲ့မေးခွန်းကိုတော့ Trump ကတရိပ်ချီကြဖို့ညှင်းဆန်ခဲ့ပြီး Venezuela အပူချိန်တက်နေပြီလားလို့တော့ကျွန်တော်ထင်တယ်လို့ပဲတုံ့ပြန်သွားခဲ့ပါတယ်။